သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်း channel လေးကနေပြီးတော့ဒီကနေ့ match လ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရက်ကန်အပ်ပါရရှင်ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့စုံကရန်တကြံတွင်စင်ရုပ်ပေါင်းမီဝစ်စင်ကြရန်ထိုင်းဝင်ကြီးချုပ်တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုကိုထင်ရှားပြသတဲ့အနေနဲ့ ဒါမဲ့ဆုံဂရန်ကာလာမှာစင်ယုံပုံပါတဲ့ဘောင်းမီများဝစ်ဆင်၍ဆင်နွှဲကြရန်ထိုင်းဝင်ကြီးချုပ်မစ်စ်ပေတောင်တန်ရှင်နာဝါကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့နိုင်ငံရင်ကျေးမှုကော်မတီရဲ့ပထမဆုံးစည်းဝေးမတိုင်ခင်မှာတိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း The Nation သတင်း၌ဖော်ပြထားပါတယ်။ထိုင်းဝင်ကြီးချုပ်ကပြည်내အသီးသီးမှစစ်မောင်းမီ50ကျော်ရရှိထားပြီးအဆိုပါအစည်းအဝေးတက်လာသူများလည်းသက်ဆိုင်ရာဒေသ၌မူရင်းပုံစံပါဝင်သောစစ်မောင်းမီများဝစ်ဆင်ရန်တိုက်တွန်းခဲ့ပါတယ်။ စင်မောင်မီယာဒေတာအသီးသီးရဲ့ရှင်ကျေးမှုအမှတ်သားများကိုပွလင်းစွာပြသနိုင်သောအစိပ်ပိုင်းတစ်ခုဟုလည်းဝင်းကြီးချုပ်ကရှင်းပြခဲ့ပါတယ်။ရခင်မူလားကစင်ပုံများပါသောဘောင်းမီကိုငါဖန်သမားဘောင်းမီဟုခေါ်ဆိုကြပြီးခြေလန်းကျဲ့၍ဝတ်ဆင်ရလွယ်ကူကြောင်းချင်းမမျိုးရင်းစရုပ်ပုံပါသောဒီဇိုင်းများဖြင့်လူကြိုက်များလာခဲ့ပြီးပြပခီသွားများကြောင့်ပုံမနာမည်ကြီးလာခဲ့သလိုလက်တလောလူငယ်များနဲ့အချိုင်များပင် TikTok ကဲ့သို့သောလူမှုမီဒီယာများ၌ထုတ်လုပ်ရှောင်မှုကိုအားဖြည့်ပေးလျက်ရှိပါသည် ထို့ပြင်စင်မောင်းမီယာထိုင်းနိုင်ငံရဲ့ soft power မဟာပြူဟာတစ်ခုဖြင့်ဖွံ့ဖြိုးလာနေပြီးတော့ထိုင်းရင်ကျမှုကိုနိုင်ငံတကာသို့ပြန်ပွားစေနိုင်ပြီးစုံကရန်ရေကစားပွဲတော်တွင်ထိုင်းပြည်သူများသည့်ဒေတာလိုက်ငွေရန်ဒီဇိုင်းပါသောစင်မောင်းမီများဝယ်စင်ကလူမှုမီဒီယာများတွင်မျှဝေကြရန်လည်းဝန်ကြီးချုပ်ကတိုက်တွန်းထားပါသည်။နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ တောင်ငူမှာကိုရန်ချောင်းသူကိုအိန်းကြီးချင်းအမျိုးသားသုံးကအုပ်စုဖွဲ့အထမကျင့်တပ်ဖြတ်ခဲ့ပြီးတော့နှစ်ဦးကိုဖမ်းမိထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာမှာကိုရန်ချောင်းသူတို့အုပ်စုဖွဲ့အထမပြုကျင့်တပ်ဖြတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့တိစုံသူရဲ့မိသားစုဝင်တွေနဲ့နှိဆက်သူတွေထံသိရပါတယ်။တိစုံသူမှာအသက်16နှစ်ရွယ်မက္ခိုင်တစင်ထုံဖြစ်ပြီးတော့မလ19ရက်ညနေ4:00နာရီကျော်မှာ နေအိမ်တွင်တူးတဲ့အိပ်ပျော်နေစဉ်အောက်စုဖွဲ့အတမပြုတ်ကျင်ပြီးတက်ဖြတ်ခံရတာလို့ဆိုပါတယ်။ဖြစ်တဲ့နေ့ကသူ့မိအားဖက်ရွက်သွားကောက်တာသူ့ဖေကတော်ရဲတက်တိုက်သွားတာကလေးလေးကအိမ်ထဲတောက်တဲ့အိမ်နေကြတာရွာဆိုတော့အခန်းတကားမရှိအိမ်တကားမရှိပေါ့သူတို့အိမ်ပဝင်းကျင်နာမှာအိမ်နေရှိပေမဲ့အများစုကအလုသွားနေကြတာတရားခံမိသားစု၃ရင်းကတော့လူရှိတယ်လို့မိသားစုနဲ့နှီးဆက်သူဒေသခံတို့ကမြေလက်တံကိုပြောပါရယ်မိခင်နေအိမ်တို့ပြန်လည်ရောက်ရှိချိန်သမီးဖြစ်သူမတ်ခန့်တစင်ထုံမှာလက်မင်းပြက်လူနေပါပြက်ရှာတန်းရ ရှင်မန်းနဲ့နှကောင်းမှာထိုးကြိတ်တံရတွေနဲ့တစ်ဆုံနေကြတာကို တွေ့ရှိခဲ့ပြီးကြီးရွာအုပ်ချုပ်ရေးဖွဲနဲ့ရဲတပ်ဖွဲ့တွေထံအကြောင်းကြားခဲ့တာလို့ဆိုပါတယ်။မကန်တစဉ်ထုံးအထမပြုချင်းအသက်ခံရမှုနဲ့ပတ်သက်ပြီးအိမ်ကြီးချင်းနေဖြစ်တဲ့အသက်20ကျော်ရွယ်စီသူနိုင်ခါခွေမဲကြီးတိန်းထိုက်အောင်ခါခွေတာဖူးဆိုသူနှုတ်ကိုမလာ19ရက်ညပိုင်းနဲ့မလာ20ရက်တွေမှာ၎င်းတို့ရဲ့အနေအိမ်တွေကနေရဲကအတီတီဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။တယောက်ကနေချင်းမိတယ်သူ့နေအိမ်မှာပဲဟန်မပြတ်ပြန်ပြီးတော့နေနေကြတာ။ ကောင်မလေးတက်ခံရပြီးတော့သူမိဘတွေပြန်ရောက်လာတယ်။ဗရာဟိတလူတွေကလည်းနာယီမန်တက်လုံနေကြခြင်း။တက်တဲ့လူကိုယ်တိုင်းနာယီမန်တက်လာထိုးကူတယ်။ဟမပြက်ပြန်နေရပေါ့။တက်ခံရတဲ့မိန်းကလေးရဲ့အဖေကကျူးလွန်သူတွေကိုခိုင်းနေအိမ်မှာလည်းစားနေနေကြတဲ့သူတွေဆိုတော့သူတို့လည်းဟမပြက်နေကြတာလို့ပြောပါရယ်။ဖန်စီယာမိသူတွေရဲ့ထွက်ဆိုချက်အရကျူးလွန်သူ၃ဦးဖြစ်ကလက်ရှိမှာ၂ဦးဖမ်းမိထားပြီးတော့ငူကင်းစေးစာအရာ တည်ဆုံးသူမိန်းကလေးမှာအုပ်စုဖွဲ့အရမပြုချင်းခံထားရကြောင်းစစ်စီတွေ့ရှိထားကဖန်စီခံထားရသူတွေကလည်းအတမပြုချင်းတက်ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားလို့သိရပါဗျ။အခင်းဖြစ်ွားပြီးနောက်တည်ဆုံးသူရဲ့ဖုန်းနဲ့ငွေသားချုပ်ဖျောက်ဆုံးနေခဲ့တယ်လို့ဂျူလွန်သူတွေကအိမ်အောင်ကွယ်ငွေရစေသုံးဆွဲတဲ့သူတွေဖြစ်ပြီးတည်ဆုံးသူရဲ့နေအိမ်ကိုစောင့်ကြည့်ကမိဘတွေမရှိတဲ့ချိန်ကိုကြိုတင်ကြစီလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။လရှိမှုနဲ့ပတ်သက်ပြီးတော့ဖန်စီထားသူတို့ကိုတာငူမျိုးမရဲစကမ်းမှာဖန်စီချုံနောက်ထားပြီး ချောက်ရက်ရမန်ရယူတာကပါဝင်နေသူနောက်တူကိုဖမ်းဆီးရမည်ရေရဲဘက်ကလိုက်စုံစမ်းနေရလို့သိရပါဗျ။ကျွန်တော်တို့လူလာတာကတေစားတေစေသက်ဆိုင်ရာကတည်တံပေးတာမျိုးလိုချင်နေ။ဒါမှပဲတေသူရဲ့ဝိညာဉ်လဲကျင်းနေမယ်။မိသားစုတွေလည်းစိတ်ကျင်းနေမှုရှားနိုင်မယ်ဆိုပြီးတော့ပြောဆိုထားကြတာပဲဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တရင်ကတော့ပကံညောင်းလန်းတွင်အင်စီကားဖြစ်လာသည့်ပြူစောတီနူးကိုအရှင်ဖန်စီခဲ့တော့လေ။ခုခန့်ထွက်ပြေး၍ ပြစ်ခတ်ဖမ်းဆီးရမှာနှစ်ဦးလုံးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပကံညောင်လမ်းမိုင်းတွင်အင်စီကားဖြင့်လာသည့်ပြူစောတိနှအူကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့တော်လဲကုခန့်ထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရာနှအူလုံးတည်ဆုံခဲ့ကြောင်းပကံဘိုချိုး PDF နေမြေတာဝန်ခံရဲဘော်ရက်ကားကပြောဆိုပါရသည် မလ23ရက်နေ့နနက်7:00နာရီခန့်ချိန်ဌာနမေရွာရင်နေထိုင်သောပြူစောတိစောမြင့်နှင့်စုဘုတ်ကုံရွာရင်နေထိုင်သောပြူစောတိအောင်စိုးဝင်းတို့ကိုပကံညောင်းလမ်းမတနေရာတွင်ပကိုးပို့ချိုပီရန်နှင့်မဟာမိတ်တများကရှောင်းတခင်ဖန်းစီစစ်စစ်စဉ်တသိကံစားဘက်စားရများနှင့်အတူဖန်းစီရရှိခဲ့ကြောင်းသိရပါသည်။ဖန်းစီရမိတဲ့ပြူစောတိစောမြင့်နှင့်ပြူစောတိအောင်စိုးဝင်းကိုစစ်စစ်မြင်မြန်ခဲ့ရာကြုံမြင့်နှင့်အတူကာပါစ27မှ ြည်9000ကိုပခုတ်ကူမျိုးမှတက်တစ်တုံညာတစ်တို့ပို့ဆောင်ပေးခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ဟုပကံဘူချိုပီရဲနေမြေတာဝန်ခံရဲဘော်ရခါကပြောပါရယ်ထို့သူစစ်စေးမင်းမြန်ပြီးနောက်၎င်းဖြူစော်ဒီနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားရန်ပြုလုပ်စဉ်တော်လိုင်းရဲဘော်များကိုပြန်လည်ခုခံထွက်ပြေးသွားသောကြောင့်ပြစ်ခတ်ဖမ်းဆီးစဉ်တေဆုံသွားခဲ့ကြောင်းသိရပါရယ် ဖန်စီယာမီတဲ့ပြူစောတိနှုတ်ကကာပါစာ27ကကြီး9000ကိုတမတရားတိတ်ကိုပို့ဆောင်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။နောက်ပြီးတော့တသက်ကန်စာပဲစာရနေလဲတင်စီနိုင်ခဲ့တယ်။ကျွန်တော်တို့ဆက်လက်စစ်ဆေးတာတွေလှုပ်ဆောင်ဖို့ဖန်စီခေါ်ဆောင်လာစဉ်မှာခုခံထွက်ပြေးလို့ပြစ်ခတ်ဖန်စီရာနှုတ်လုံးပွဲချင်းပြီးတည်ဆုံသွားတယ်လို့ပကံဘိုချိုပီဒီအက်နေမြင့်တာဝန်ခံရဲဘော်ရခါကပြောဆိုပါတယ်။ပဒညာုံနဲ့ចောင်းမြို့နယ်တွင်ရှိပြည်သူများနေဖြင့်တော်လိုင်းတပွဲများ၏ထုတ်ပြန်ချက်များကိုအလေးထားလိုက်နာပေးကြရန် ပကံပိုချိုပီရက်ကမြစ်တာရက်ခံထားပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်သတင်းကတော့ထိုင်းလွတ်တော်ရဲ့မြန်မာရင်းဆွေးနွေးပွဲမှာမြန်မာပြည်သူတွေကိုဖမ်းဆီး၍စစ်ကောင်စီထံသို့ပြန်လည်ပြောင်းခြင်းမပြုလုပ်ရန် CRPH ကတင်ပြတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိထိုင်းလွတ်တော်ရင်ကျင်းပပြုလုပ်ခဲ့သောမြန်မာရေဆွေးနွေးပွဲသို့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH မှကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီးတော့ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာပြည်သူများကိုဖမ်းဆီး၍အကြမ်းမတ်စစ်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းခြင်းမပြုလုပ်ရန်တင်ပြတောင်းဆိုခဲ့ကြောင်း CIAPESH မှကိုယ်စားလှယ်တူကပြောဆိုပါရယ်။မလ22ရက်နေ့မှမလ23ရက်နေ့ထိထိုင်းနိုင်ငံအောက်လွတ်တော်အမျိုးသားလုံခြုံရေးနေဆက်ရေးရာအမျိုးသားရေးဆိုင်ရာမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာအမြဲတမ်းကော်မတီနဲ့ လူခုရင်ဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များဖွဲ့ APHR တို့ကကြီးမှုကျင်းပခဲ့တဲ့ထိုင်းနိုင်ငံရဲ့နေဆက်တက်ရောက်၌လုံခြုံရေးမြင့်တင်ခြင်းနဲ့ညီညာရေးတည်ဆောက်ခြင်းအခမ်းအခဏဆွေးနွေးပွဲတွေထို့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါဆွေးနွေးပွဲသို့ညီမလွှတ်တော်ကိုယ်စားလှယ်များဖြစ်သောပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အတူရေးမှုဦးထုံးမြင့်အလုံသမားရေးရာကော်မတီဥက္ကဋ္ဌဦးဥက္ကမင်းနဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအောင်ကမျိုးထက်တို့တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ထို့ဆွေးနွေးပွဲမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကထိုင်းနိုင်ငံအစိုးရအနေဖြင့်တရားမဝင်ဝင်ရောက်လာသောမြန်မာပြည်သူတွေကိုအကြမ်းမတ်စစ်တပ်ထံပြန်လည်ပို့ဆောင်နေမှုဟာလူ့အခွင့်အရေးကိုသာမကအသက်အန္တရာယ်ကိုပါစိုးရင်ရသည့်တော့ရှင်းတို့လုံဆောင်နေမှုများကိုချက်ချင်းရပ်တန့်ပေးရန်နှင့်မဖြစ်မနေပြန်ပို့ဖို့လိုအပ်ပါကအမျိုးသားညညွေ၏အစိုးရ ီတောင်စုလွတ်တော်ကိုစားပြုကော်မတီနဲ့တိုင်းရင်းသားအဖွဲ့အစည်းများထံသာ လွှဲပြောင်းပေးပြီးတော့မြန်မာပြည်သူများရဲ့အသက်အန္တရာယ်ထိခိုက်မှုကိုကာကွယ်ပေးရန်တင်းမြတ်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျာ။ ထိုင်းနိုင်ငံရောက်မြမအလုတမားများအလုလုခွင်ထွက်ပြန်လည်တက်တန်တူရရင် အကြမ်းမတ်စစ်ကောင်စီထံသို့အခုမပေးဆောင်ရရင်နဲ့ထိုင်းနိုင်ငံအစိုးရကတရားမဝင်ဝင်ရောက်နေသည့်မြမပြည်သူများအားအကြမ်းမတ်စစ်တပ်ထံသို့ပြန်လည်ပို့ဆောင်နေမှုဟာ၎င်းတို့ရဲ့လူခွင့်ရေးကိုသာမက အသက်အန္တရာယ်ကိုပါစိုးရိမ်နေရသည့်အတွက်ရှင်းသွလုံဆောင်နေမှုကိုချက်ချင်းရပ်တန့်ပေးနိုင်ရန် မဖြစ်မနေပြန်ပို့ရန်လိုအပ်ပါကအမျိုးသားညွတ်ညွတ်ရဲ့အစိုးရပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီနဲ့ဒိုင်းသားဖွဲ့စည်းများထံသို့သာလွှတ်ပြောင်းပေးခြင်းဖြင့်မြန်မာပြည်သူများအားအသက်အန္တရာယ်ထိခိုက်မှုမှကာကွယ်ပေးရန်ဟု CRPH ကတင်ပြတောင်းဆိုထားပါတယ်။အစိုးရနိုင်ငံတော်ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများမြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးနေဆက်ပြတ်ကျော်မှုကိစ္စ ထိုင်းညမနယ်စပ်တပ်ရှောင်းလုံခြုံရေးကိစ္စရပ်များအကြမ်းမတ်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲပေါ်သဘောထားမြင်များကို အတိကဆွေးနွေးဖလှယ်ခဲ့ကြသောရင်းဆွေးနွေးပွဲသို့တက်ရောက်စဉ်ကာလတွင်မြန်မာလွှတ်တော်ကိုယ်စားလှယ်ဖွဲ့ကမြန်မာရင်ကိုအစဉ်တစိုင်းအားပေးကူညီနေသည့်ထိုင်းနိုင်ငံ၏လွှတ်တော်အမတ်များဖြင့်တရားတွေ့ဆုံ၍မြန်မာရင်အခြေအနေများနှင့်နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ဒီစုံလေးဘွဲ့ကအရန်ကောင်းပါတယ်မြမရေးနဲ့ပတ်သက်ရင်တကယ်ကိုနိုင်ငံရေးအရာရောပညာရေးဆိုင်ရာအရာရောနိုင်ငံတကာအတိုင်းဝိုင်းနဲ့ပဲရာရောတကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေတက်ကြလှုပ်ရှားသူတွေမြမပါဝင်အာဆီယံဒေသတွင်လွှတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးတက်ရောက်ကြတဲ့ဘွဲ့ဖြစ်ပါတယ်ဘူးမွေလလင်းကိုဆွေးနွေးခဲ့ကြပြီးထံလွှတ်တော်နဲ့အစိုးရကိုမြမအရင်နဲ့ပတ်သက်လို့လက်တွေ့နဲ့ကိုက်ညီတဲ့မူဝါဒတွေပေါ်ပေါက်လာစေမယ်လို့မျှော်လင့်ပါတယ်ဟု CRPH ကိုယ်စားလှယ်ကပြောပါတယ် ထို့ပြင်ဆွေးနွေးပွဲသို့မြန်မာနိုင်ငံမှတိုင်းရင်းသားအဖွဲ့အစည်းများလူ့ကိုယ်ရေးအဖွဲ့အစည်းများအရပ်ဖတ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များအာဆီယံနိုင်ငံများမှလွှတ်တော်ကိုယ်စားလှယ်များကုလသမဂ္ဂနိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များလည်းတက်ရောက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှင်တိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟရင်ကွင်းတို့ကိုတရားခုမမလျှော့တိုက်တုံးများဖြင့်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမုံရမျိုးနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတက်တွင်ရှိတိုင်းစစ်ဌာနချုပ်ယုံနဲ့ရဟရင်ကွင်းတို့ကိုတရားခုံမမရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့သော Brave Warriors for Myanmar BWM မှတာဝန်ရှိသူတို့ကပြောကြားပါသည် ဂျမန်နေ့မလ23ရက်ည9:43မိနစ်ချိန်မုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောင်မခအတွင်ရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ MISMT စစ်ရဟတ်ရင်ရနာကွင်းတို့ကိုတရားခုံမမရှော့တိုက်တုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်ပြမစီကိုအတက်နိုင်ဆုံးအနည်းဆုံးချိန်ရွယ်ပြစ်ခတ်ခဲ့ပါတယ်။တိခိုက်တည်ဆုံမှုတွေကိုတော့စုံစမ်းနေစေပါ။တရားရင်ထပ်ပြောပေးပါမယ်လို့ Pre-Warriors for Myanmar BWM မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ ထို့သောတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုအခြေအနေနှင့်ပတ်သက်၍ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးသိရှိရတဲ့အချက်အလက်များကိုဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားပါသည်အစိုးရတိုက်ခိုက်မှုကို Pre-Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force FRF ရန်ကြီးအောင်ဘူတလင်း Shadow မုံရွာ Democratic Ranger အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နောက်မှခါက စကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့များကိုစီးရဲကုကဲမှုပေးနေသောအရေးပါသည့်စစ်ဌာနချုပ်ဖြစ်ပြီး၎င်းဒေသများရှိပြည်သူများကိုစစ်ကြောင်းထိုးတပ်ဖြတ်ခြင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းလေရင်များစစ်တပ်လေဒီများဖြင့်ဘုံကျဲတပ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသောတိုင်းစစ်ဌာနချုပ်ဖြစ်သည့်ဖြင့်ဖက်စစ်တော်လိုင်းရင်းအချုပ်လက်ဆောင် BWM Mission 32ဖြစ်တမှန်၍ပြည်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ BWM နဲ့မဟာမိတ်ဖွဲ့များနေဖြင့်အာနာသိန်းစစ်ကောင်စီကိုအမြင့်ပြတ်ချိန်မုံနိုင်ရေးအတွက် စစ်ကောင်စီရဲ့လေတပ်ပါဝင်အကြီးစားစီရဲ့အချက်ချာချနေရာများကို ပြစ်မှတ်ထားဦးတည်၍ရွေကျက်တူသောအဖွဲ့များနှင့်လက်တွဲကဒဇိုင်းမမတ်စူးစားတိုက်ပွဲဝင်နေပြီဖြစ်ကြောင်းအသိပေးထားပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ပြည်တက္ကသိုလ်နှင့်ပြည်ခတ်မှုစစ်တပ်ရာရှိသေးဆုံးပြည်ခတ်မှုပြီးနောက်လူငယ်ဆယ်ဦးထက်မနည်းစစ်တပ်ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မျိုးပေါ်တွင်ရမန်နေညပိုင်းကပြစ်ခတ်မှုဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့အရာရှိတို့ထိခိုက်ဒေဆုံမှုရှိကာ ပြေကံမှုဖြစ်သည့်နေရာနေရှိလူငယ်ဆယ်ဦးထက်မနည်းစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းသတင်းရရှိထားပါသည်။ပြည်မျိုးတက္ကသိုလ်နေအုံတော်လန်တွင်ရှနေမလ24ရက်နနက်အစောပိုင်းတနိုင်ခန်းကပြေကံမှုဖြစ်ခဲ့ခြင်းဖြစ်ပါသည်။တနက်တန်နေစတိုက်ကြတဲ့စစ်ကားတွေအများကြီးလာတဲ့အတီမပြုတ်နိုင်သေးတဲ့သတင်းတွေရစစ်ကောင်စီဘက်ကအရာရှိတည်ရကြတယ်။ဒါ့ပြင်အတီပြုတ်ဖို့ခတ်တယ်လို့မြို့ကန်တူကပြောပါသည်။ အုံတော်လန်တွင်ရှိအဆောင်တစ်ခုတွင် PDF များရှောင်းနေသည်ဟုဆိုကစစ်ကောင်စီတပ်ကအင်အားများပြားဖြင့်လာရောက်စဉ်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟုမြို့ကများကပြောပါရယ်ရှင်းပြစင်ကိုတိတိကျကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါစစ်ကောင်စီကဖမ်းဆီးသွားသောသူများတွေအမျိုးသမီးအချို့လည်းပါဝင်တယ်လို့သတင်းရရှိထားပါရယ်ပြည်ခရိုင်တွင်ဗရောင်းမျိုးနယ်၌တိုက်ပွဲများဖြစ်ပွားနေပြီးပြည်မျိုးတွင်လည်းစစ်ကောင်စီကစီးပြစင်မှုများပြုလုပ်နေပါရယ် အောင်တော်လန်ပြစ်ခတ်မှုဖြစ်စဉ်ပြီးပြည်မျိုးအခြေဆိုင်959တက်တွင်၌စစ်ကောင်စီကအစည်းအဝေးလုပ်နေကြောင်းဒေသအခြေဆိုင်တော်လန်ရင်တရင်ရှိမြများကပြောပါရယ်လမ်းလေးပေါ်လုံခြုံရေးတုံးမြင်တာဖုန်းနဲ့မှတ်ပုံတင်နေစစ်ဆေးတာနဲ့ရက်ကွာလိုက်အစင်းတွေကိုစက်တိုက်စစ်ဆေးတော့မှဖြစ်တာကြောင့်မျိုးနေလူလူအထူးသတိပြုဖို့ PUGN ကတိုက်တွန်းလိုပါရယ်ဟုဒေသရင်အခြေဆိုင် PNR Ground News PUGN ကသတိပေးထားပါရယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ တန်းစင်နယ်ကပြူစကန်း၃ခုကိုတော်လိုင်းအဖွဲ့တွေတင်ပါဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကန်းတိုင်းတန်းစင်နယ်ရှိပြူစောတိစကန်းတွေကိုတော်လိုင်းအင်အားစုတွေကအခုရက်ပိုင်းမှာအလုံးစုံတင်ပါထားပြီဖြစ်တယ်လို့သတင်းရှင်းပြတဲ့သူကပြောပါရတယ်။တော်လိုင်းအင်အားစုတွေအနေနဲ့မလဒုတိယပလကစားပြီးတန်းစင်နယ်ရဲ့ရှိ ပြူစောတိစကန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီးအခုရက်ပိုင်းမှာပြူစောတိစကန်း၃ခုကိုတင်ပါထားနိုင်ကြတယ်လို့ဆိုပါရတယ်။ တော်လိုင်းအင်အားတွေကမလဒုတိယပတ်ထဲမှာတန်းစင်နဲ့အနောက်ဘက်ရှိဝရငယ်ရွာပြူစောတိစခန်းကိုအသိမ်းပိုင်နိုင်ခဲ့ပြီးမလ22ရက်မှာဝရငယ်ရွာနဲ့မိုင်ဝက်ခန့်ကွာရှိရွာသိပ်ရွာပြူစခန်းကိုအသိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်။အရင်နောက်စတိုက်ဆိုသလိုမလ23ရက်မှာတန်းစင်နဲ့အရှိချမ်းကမ်ဘလူနယ်ဇက်ကနွားနောင်ကျရွာပြူစခန်းကိုအသိမ်းပိုင်နိုင်ခဲ့တယ်လို့သတင်းရင်းမြစ်တို့ကပြောပါရယ်။ဝရငယ်ရွာစခန်းကိုတော်လိုင်းအဖွဲ့တွေကအသိမ်းပိုင်ခဲ့ရမှာ ပြူစောတီတုံမှန်ခုနဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့နွားနောင်ကြရွာပြူစကန်းကိုတင်နိုင်ခဲ့ခြင်းမှာလဲပြူစောတီ၄၀ကျော်ကိုအရှင်ဖမ်းမိထားတယ်လို့တရင်ချင်းမြစ်ကဆိုပါတယ်ပြူရတွေကဖမ်းခဲ့တဲ့ပြူတွေကတော့၄၃ယောက်တရားတွေကတော့ရှေးတွန်းနိုင်ဟန်မတူပါဘူး၄၅60လောက်တော့တင်မဲနေတူတယ်ဇွန်းလပတ်စစ်ကြောင်းလာတဲ့ဟာနဲ့ဖြတ်ကျော်ရေးလုပ်တာနဲ့လေရင်နှစင်းနဲ့နှစ်ကြိမ်လာပြည့်သေးတယ်ခလေးတွေကတော့ဘေးကင်းပါတယ်လို့တရင်ချင်းမြစ်တူကပြောပါတယ် တန်းစီနဲ့ကမ်ဘလူအဆက်မူးမြစ်ကမ်းမေကနားနောင်ကြရွာပြူစောတိစကန်းကိုတော်လိုင်းအရာစုတွေကမလာ23ရက်မနေ့ကမနက်6နိုင်ကနေညပိုင်းထိတဏီကုံထိုးစစ်စင်တိုက်ခိုက်ခဲ့လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်အစုကလေးချောင်းပြစ်ကိုပြေးနားနောင်ကြရွာနဲ့တမိုင်ခန်းကွာကကျွန်းလင်းရွာပြူစောတိစကန်းကနေမြေမြေစစ်ကူတွေလာရောက်ခဲ့တယ်လို့ဆိုပါတယ်ဝါရငေရွာနဲ့ရွာသစ်ရွာစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်စင်မှာလေစိုးစုကလေချောင်းပြင်ဒရုန်းနဲ့မှတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါရယ် နာနောင်ကြရပြူစောတိစကန်းကိုတော်လိုင်းဖွဲ့တွေက2023ခုနှစ်ဧပြီလတွင်မှတကြိမ်အပိသိမ့်ပိုင်နိုင်ခဲ့ပြီးလက်နက်ခရရန်တွေသိမ့်ပိုင်ရရှိခဲ့ပေမဲ့စီယုံစုနဲ့ပြူစောတိတွေကနောက်ပိုင်းမှာပြန်လည်အထိုင်ချတက်ဆဲသွားခဲ့တယ်လို့ဆိုပါတယ်။တန်းစင်နယ်တွင်မှဆိုရင်ပြူစောတိစကန်းနဲ့မြို့ရဲမြောက်ဘက်ချမ်းရှိစင်ငန်ရွာလောက်သာစကန်းကြီးကြီးမားမားကျန်ရှိတော့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့မလ18ရက်မှာတန်းစိန်နဲ့အနောက်ချမ်းရှိရွာသိန်းရွာအထိုင်စကန်ကိုတော်လှန်ရေးအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေစဉ်စီအိုစုကလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့လို့တော်လှန်ရေးဝတ်တူကြဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။တန်းစိန်နယ်ထဲမှာရှိတဲ့စီအိုစုနဲ့ပြူစောတီပူပေါင်းအဖွဲ့အထိုင်စကန်၃ခုကိုတော်လှန်ရေးအဖွဲ့တွေကမလပထမဘလောက်ကစပြီးတော့စီနင်းတိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြအဆုံးတွေလည်းရှိခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။ ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဆုံးနီနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်သက်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါစေရှင်